တို့ညာကိုအားပေးနှင်နေကြသူများအားလုံးမင်္ဂလာပါရှင်။ကျမကြီးခင်ဆွေဦးရဲ့ပြန်မာပြန်မာငှက်ရွှေပါအပိုင်းလေးကိုဆက်လက်တင်ဆက်ဖက်ပြပေးသွားပါမယ်။ခင်ဆွေဦးပြန်လာပြန်မငှက်ရွှေွားအပိုင်းလေး secret delay တီလွင်စင်လျက်ဝေခင်ကျော်ဦးထိမှန်လေးသည် ခြားသောဆိုင်များတည်ခင်းထားရာဆိုင်တစ်ခုရှိပင်ဖြစ်သည်။တញ្ញိုင်ကအသူမင်းတွေအတွက်ဝေခင်းနေမြောင်တို့ကိုတစ်ခုခုကြွေးခြင်းသည်ဆိုကခေါ်လာခြင်းကအစဖြစ်လေသည်။မုတ်ဆိုင်များကတဏီမူးထရန်ကပင်ဖြင့်တရက်စွာတန်းစီဆောက်လုပ်ထားသည်။ဆန္နာနွေအေးအောင်သိပ်ပန်ဒေါ်တင်အေးမြန်မာမွတ်စလင်ခြားသောဆိုင်ဦးလေးချစ်စသည်များဆန္နာတွင်လက်ဖက်ရည်ကော်ဖီနွားနှုတ်အေးဆုံနှင့်ထမင်းမာရသည်။နှွေးတွင်ကလက်ဖက်ချင်းတို့အာလူခဲညင်သည့်တို့နှုတ်အေးမိုဟင်ကစားတောက်နိုင်သည်။ အောင်သိပ်ပန်ဆိုင်တွင်ထမင်းနှင်ခေါက်ဆွဲအေးအေးရှိပြီးဒေါ်တင်ရေးကနနေရီမှနမည်ကြီးသည်ဒေါ်တင်ရေးဆိုင်တွင် လက်တော့ခုံရှိသည်ဖြင့်ចောင်းသားစီကလာသည်ဒီဆိုင်မှာထိုင်ကြကဘလုံးဝဲကြည့်သူကြည့်လောင်မြမင်းကလေးတွေကိုမျက်လုံးစပွဲထိုင်သူထိုင်ကြသည်နေចောင်းသားလမ်းတရေလေးတို့သည်ဗမာမွတ်စလင်စားတော့ဆိုင်တွင်ထမ်းလေးရှိသည်ဟုဆိုကြသည် နောင်နေဝေခင်တို့ပြင်စမနှစ်ရောက်တော့အခါ၌အတန်သွင်းစမ်းနှင့်ခစ်ပေါ်တွေတခြင်းကိုအမြဲဖွင့်ထားလေးရှိသောကြောင့်တချို့သောပထမနှစ်နှင့်ဒုတိယနှစ်ကျောင်းသားလေးများလာနာထောင်ရင်းစားတော့ကြသည်။ဆိုင်နေတဲ့တွင်ဦးလေးချစ်အတုဆိုင်ဟာနာမည်ကြီးလေသည်။ဝေခင်တို့ပထမနှစ်တုန်းကဆိုင်များသည်ဒီလိုဆုံဆုံစီစီရှိပါရဲ့လားဟုဝေခင်မမှတ်မိတော့။ချန်ချန်ကဘာစားမလဲဘာစားမလဲမင်းမင်းနဲ့ဆိုင်တွင်ရှိရာလမ်းကိုဖျက်လျှောက်လာကြစေ။ဆိုင်တစ်ဆိုင်ရှိတွင် secret နှင့်အပေါက်ခံရခြင်းဖြစ်သည်။ ခဏိုင်းဆိုရင်စီကရက်နဲ့အပေါက်ခံထိတာနှစ်ခါရှိပြီဆိုသည်ဆိုင်ရှိရဖြတ်သွားပြီဆိုရင်လည်းအမျိုးစုံသောအတန်တွေကြားလေးရှိသည်အချစ်လဖိတ်တောက်ပါအောင်မကြားကြားလဲခေါ်လေးရှိသည်တမင်ချရအောင်လဲနောက်ပြောင်လေးရှိသည်နှုတ်နှင်းနောက်တာပြောင်တာတွေတော့တိခဏနိုင်စွမ်းရှိသည်မကြားချင်အောင်ပြုလို့ရသည်ကိုရီးလျောက်စီကရက်နဲ့ပြပောက်လိုက်ပြီးအတွက်တော့ဝေခင်ရောဂျန်ဂျန်ရောထွားသားထွက်မိလေသည်။ငါနှစ်ခါအောင်ရှိပြီပောက်ခံရတာ။ဂျန်ဂျန်ကမချေနဲ့တလို့နဲ့ပြောဆိုနေသည် ။ဆိုင်၏အစွမ်းဆုံးစပွဲတွင်ချင်းမန်းနှင့်ဟစ်ပီတို့ထိုင်နေကြသည်။သူတို့ကြည့်ရတာအင်ဝီရောမပြတ် secret များကိုဖားရှိုက်နေကြသည်။ချင်းမန်းနှင့်ဟစ်ပီတို့၏ဇနီးမှာသိတာထင်ရှားစွာရှိလျက်ဂျက်ကင်အင်ဂျင်နှင့်မောင်မီအကြက်များကိုဝတ်ဆင်ထားကြသည်။အနောက်တိုင်းဂျာဂူရီရုပ်ရှင်ကားများမှာဇလက်ယူလေးများပမာ secret မိခိုးများကိုမှုတ်ထုတ်လိုက်သည်။စင်စစ်သူတို့ရုပ်ရည်လေးများမှာခက်တန့်တန့်အသားဖြူဝင်လျက်အမျိုးသွေးမျိုးရောင်နှင့်သားနာသောလူငယ်လေးများဖြစ်သည်။ချင်းမက်ကအယက်မြင်မာလျက်ထွားကြိုင်းသည်ဟိပီကပိန်လျက်အတွေ့လျက်လျက်ဖြစ်သည် ဝေခင်ကရုတ်ချီရက်လျက်သူတို့ကိုတေးချသွားဆူဆိုက်ကြည့်လိုက်သည်ထုံးစံတိုင်းဝေခင်ကပြုံးနေရောသာထွက်လာမိသည်အကူညာထွန်းဆုံးမပြီးခဲ့တော့အတန်းတရာယောက်ျားလေးတွေနဲ့ဖက်ရံဖြစ်မနေပါနဲ့ကိုဝမင်းကလေးဆိုတော့သူတို့၆သူပြောင်းသူပြီးခန်းရမှာပဲဟူသည့်စကားများကိုမိသွားသည်ဘဘာညာညာပြောလဲပြောချင်သဖြင့်ဝေခင်ကခဲလုံးလက်တလုံးကိုကောက်ကထူစပွဲစီသူပေါက်လိုက်သည်ချစ်ချင်တော့နှကောင်းများကအပြစ်ရှိသူကိုတန်းခတ်လေသလားမသိခဲလုံးငယ်သည်ချင်ဘက်ဤရင်ဘက်ကိုမှန်လေသည် ရှင်မက်ဒီဗျုံးစုမတည့်ရက်ခါတော်လဆာစီကရက်ရှင်ကြီးကိုလက်နဲ့တအားလွှဲလျက်စောင့်ပစ်ချပြီးသူ့ရှူဖနက်နဲ့ချိန်ပစ်လိုက်သည်ထိုနောက်ဝေခင်စီတို့ခက်မြမြန်လျှောက်လာပြီးခါထောက်ရက်လျက်ဟေးဒါပါဟုတ်တာလဲလက်စားချီတာဘာလက်စားချီရလဲဝေခင်ကခေါင်းကိုနောက်ပြက်ကမော့ကြည့်လျက်မျက်နှာကိုတင်းတင်းနဲ့ဘာလို့တို့ကိုစီကရက်နဲ့ပေါက်လဲမင်းကပေါက်ခံရတော့စိတ်ဆိုးတယ်မလားတို့ကိုလည်းမပေါက်နဲ့ပေါ့ကိုချင်းစာသေးရှိရတယ်ဝေခင်ကမင်းနှင်တို့နေမင်းတမင်ပြောပြန်သည် ချင်းဘက်သည်ဝေခင်နှင့်တတ်တူရွယ်တွင်ခံရှိပုံရသည်ဝေခင်ထက်ကြီးသောဂျူရိုရုံးကလည်းဒီလိုပင်ပြောခဲ့သည်မပြောချင်မဲနှင့်နင့်သည်စွာပြောရလေသည်ချင်းဘက်ကမျက်နှာများနေလျက် secret တို့လို့လွတ်ပြစ်တာပဲတွင်ပြစ်တာမှမဟုတ်ပဲအော်တွင်ပြစ်တာမဟုတ်ဘူးလိမ်မပြောပါနဲ့ယောက်ျားဆိုတာတတိရှိရတယ်ဒီစကားငပူတော့သွားပြောဘာခင်မမီဘူးတော့မှသွားပြောတော့ဘုတ်ခတ်ပါနဲ့တော့အစိတ်ထားဒီလောက်မရအောင်ခင်မမီပဲမရင်ကြီးတယ်မင်းတို့လည်းမရအောင် ိုင်းတော့မလို့ရှင်လဲဟာမရပြမလို့လားဝေခင်ဖို့ဒုတိယရံွယ်ဖြစ်လေသည်ကျိုးလို့နှိဖြစ်တော့ဟာထဲပြင်းထန်တော့လဲဝေခင်ရသည်တခါသွေးအေးနေရင်ဆိုင်လေသည်ရိုင်းရင်တော့ပြရမှာပဲဝေခင်ကပြောလိုက်သည် ပြဗရနိုဂရုဘာပြလဲပြခြင်းပြမပြခြင်းလဲတောက်ယူကိုမဆိုင်တာရှင်ဘက်ကခိုင်းရိုင်းရိုင်းမင်ပြောလိုက်သည်တို့အခြေချဖြစ်စေဘွဲကြီးဘွဲကမမာကြည့်နေကြတော့เจ้าသူเจ้าသားများကိုဖြတ်ကျော်ကညံထုံးနေရန်တိုင်းတို့ပေါက်လာပြီဟဲ့ပြစ်ပါဘာဖြစ်တာလဲ ညံထွန်းကတန်အန်တော်လီတန်နဲ့မီးစဲရန်နိုင်ကချင်းမဲဤကျော်လှမ်းပုတ်ကကြောကြောရန်ဖြစ်နေရလားဒီပြိုင်နှစ်ထဲမိလိုက်လေသည်ချင်းမဲကိုရန်နိုင်ကကြောကြောဟုခေါ်သည်ကြောကြောမှာအင်သားတွေအခေါ်ဖြစ်ပြီးနာမည်ရင်းမှာကြော်မျိုးသက်ဖြစ်သည်ကျွန်တော်ကိုခဲနဲ့ထုလို့ကြောကြောကမကြည်မနှက်နဲ့တိုင်ကြားနေသည်အမေစကားကိုဒီလိုဖြစ်မပြောပါနဲ့ကျွန်တော်ကို secret နဲ့အစပေါက်တာကိုဝေခင်ကဝင်ပြောလိုက်လေသည်ညံထွန်းကနင်းကိုအကိုမှားရတာမေ့သွားပြီလားရမဖြစ်ပါနဲ့လို့နင်းကလည်းကလေးမဟုတ်တငယ်မဟုတ် တော်တော်တော်ကြညံထွန်းကလူကြီးပြီးသားကြပါရင်သူ့နှမကိုပခုံးမကင်ကအပားမထွက်သွားစေသည်ဝေခင်ကဘဘာညာဆက်မပြောတော့ဘဲအခုစကားကိုနာခံကကြိုင်ကြိုင်ကိုလက်ဆွဲလျက်ထွက်ခွာသွားလေသည်ရန်တိုင်းကကြော်ကြော်ကြီးကြောင့်နှစ်သိမ့်တယ်လို့အသာပုတ်ပြီးဟိုနေ့ကလည်းငါရန်ပိုင်ကိုပြောခဲ့ရပြီဘာဖြစ်လို့အားနှဲ့တဲ့မင်းကလေးတွေပေါ့နိုင်ယူခြင်းရလဲကြော်ကြော်ကမင်းကလေးတွေကိုမခံနိုင်အောင်ဆော့မင်းကလေးတွေကပြန်ပြောပြန်လို့တော့မခံနိုင်ဘူးမင်းတို့ကိုယ်တိတ်ခါကိုသိပ်ဖြတ်တဲ့ကောင်တွေပဲဒါကဝေခင်ရဲ့ကို သူသဘောထားကြည့်လို့ပေါ့မဟုတ်ရင်မင်းတို့ဥစားရိုက်ပေါက်ပဲကြကြွားကဘောင်းမရေထဲကိုလက်တပတ်နိုင်ပြီးကျန်လက်တပတ်နဲ့သူ့မျက်မှန်အနက်ကိုပင့်တင်ကခေါင်းကိုခါဆက်ပြီးဒီတော့လည်းရှင်ဆန်လိုက်အောင်ပေါ့မိုက်စကားကပြောလိုက်သေးတယ်ညံထောင်းကမူတိခန့်လျက်ပြုံးနေသည်ကြကြွားဤမူရာကတော့မထေမဲ့မြင်ရှိလာသည်ရှန်နေကအေးစေးနေသောလေးတန်နဲ့စိတ်ထမြင့်မြတ်တဲ့ယောက်ျားလေးကမင်းကလေးနဲ့ရမ်းမဖြစ်ဘူးဟုပြောပြီးနောက်စိတ်ရှိလက်ရှိနဲ့ကြကြွားမျက်နှာကိုဆူဆိုက်ကြည့်ပြီးဟိုမချင်းချောင်းသားလေးအေးအေးဆန်းဆားတောင်းနေ တချို့ကလည်းစကားတွေပြောလို့လက်တော့ခုံကစားတဲ့သူကလည်းကစားလို့မင်းတို့လိုပဲလားမင်းတို့လိုကောင်းနေရဒုဆက်မှုတက်ကတော့မှတရားတယောက်တောင်ရှိမှမထင်ဘူးလူနည်းစုပဲအဲ့လူနည်းစုကကြောက်စရာတော့ကောင်းတယ်ဒုလူမျိုးရင်ကျင်းမှုဖြတ်စည်းနေတာဒီလူနည်းစုပဲတာတာနဲ့နာနာပြောလိုက်တယ်ရန်တိုင်းကကြော်ကြော်ကြီးကိုဝန်းငွေလည်းဖြစ်အတန်းနဲ့ကြည့်တော့ကြအောင်ရန်ပိုင်အောင်လုပ်သလိုမထိမ်မက်မြင်မပြူရင်ပြန်မပြောရဲအန်တော့ကြိတ်ထားသည်ရန်ပိုင်လိုရွှွတ်တွတ်မနေသဖြင့်ရန်ပိုင်ထက်ပိုလေးစားရသည်ရန်တိုင်းကလည်းစေတနာကောင်းနဲ့ပြောတည်တာဖြစ်သည် ထုတ်တက်ကတူရဲ့ကုန်ချက်တီကိုတော့ညှိုးနှွားအောင်လုပ်ဖို့မကောင်းပြောရပါလားပြုတ်ကြတာလည်းတိုင်းတာရှိတယ်ကွတရားလုံးလုပ်ဖို့တော့မကောင်းမင်းတို့မိပါတယ်ကမင်းတို့အမြောက်စားပေးမယ်ဖုံးဝင်းကျင်ကမင်းတို့ကိုကောင်းကောင်းညှိရှုံချနေရဆိုတာကိုလည်းမင်းတို့ကောင်းနေနားလည်ဖို့ကောင်းတယ်ကြော်ကြော်ဒီရန်နိုင်စကားဆုံးနေနဲ့ရန်နိုင်တို့အပါမှာခြားကနေလက်ထွက်သွားလေသည်ကြကြအပေါင်းသင်းများဖြစ်ကြသောဟီပီနင့်ဘိုးစုပ်တို့အားကြကြတို့အားအရေးအခြေလှမ်းကြည့်နေရမှပြန်လာသောကြကြအားမကြည့်ဦးလိုက်ဘလီတက်ခဲ့ရပြီလားဟီပီကမေးလိုက်သည်ဘလီဆိုသည့်စကားမှာ မကြည်ဆိုသည့်ကာယံကိုယူထားခြင်းဖြစ်သည်အိဗယ်ရှိသည်မဟုတ်ခစ်သုံးပျက်စီးနေသောဝဟာရများသာတည်းကြကြဝါသူမိတ်ဆွေများကိုခုံးတော်များကခေါင်းခါရမ်းပြီးရှေးတဲ့ပညာပေးနေသည်အေးဘေးတွေတောက်ခေါက်လိုက်သည်ဟစ်ပီကကျူရောကများမင်းကိုပညာပေးရသေးတယ်အောင်းကုံနိုင်ပွဲပဲဟုမခန့်ခြင်းစပွဲပြောနေသည်ဟဲ့အကျူရောမဟုတ်ဘူးကျူရောအမွားအကိုရန်တိုင်းသူ့ကိုဆရာဆရာလို့ခေါ်တယ်ဟိုဘက်ကငတာကောင်းမလေးရဲ့အကိုကွာ အသေးမင်းရမုံတွေတွေစာရေးနဲ့စာရေးဆက်ကို postcard တွေရောင်းလဲသူတို့ပဲတန်ရှင်းရဲလဲသူတို့ပဲဒီခုံပြပွဲတို့နှိုးစော်စာတွေကတ်တာတွေပါရဲသူတို့ပဲဒီကနေတွေကငါဖြည့်ခြင်းတွေကကြပြီဒါမဲ့သူတို့ကလေချိုသွေးလိုက်လို့ကြော်ကြော်ကအဆက်ပြေပြောဆိုလိုက်လေသည်တက္ကသိုလ်ရောက်စာရွယ်ရီမို့အတားစိန်နေမန်းနေတက်ကြွနေကြသည်ဟီပီနဲ့ပုံစုံတို့ကတဟားဟားတိုက်ရေမောနေကြသည်ရန်တိုင်းနဲ့ညံထွန်းတို့ကထိုနေရာမှာတက်ခွာသွားကြသဖြင့်မကြားနိုင်တော့ပြီကြော်ကြော်ကစပွဲကိုလက်တီဖြင့်တစ်ချက်ထုတ်ပြီးငတိမလူဘောဝါ ောက်တော့အပြတ်ချုပ်လိုက်မယ်။ဟေဘီကတော်တော်ရေမောထရေကြော်ကြော်ကြီးကြောပြင်ကိုဖျန်းကနေရိုက်ပြီးငတိမောင်မင်းကချုပ်မလာမင်းကိုဟိုကချုပ်လို့မင်းကျုပ်ခဲ့ရလေ။ဒီတော့ပိုစုပ်ကပါဝင်လျက်ဟေးဒီကဆရာတွေကလည်းကျောင်းသားတွေတဲ့ပူပူမြဲမြဲနဲ့အားရိုက်ပြီးငါတို့ကောင်တွေကိုချွတ်လိုက်ရတာတိတ်ချွတ်တယ်ဆရာတွေ။တို့ကလည်းမချွတ်နိုင်အောင်ကွာ။ထို့သောဆိုသောအခါဟေဘီကတို့တွေတော့ဖျားတော်ချွတ်နိုင်မယ့်ပုံမပေါ်ဘူးဟေးဟုပြောရင်းရဲနေသေးသည်။ချောချောကမကြေနိုင်မချမ်းနိုင်နဲ့ ကောင်မလူဘာဝလို့သာဝါတာအောက်တန့်ပါကွာသူကြည်ရပျော်ပြီးခက်လန်းလန်းမှမျက်ခင်းမြင်ကိုငေးဆိုင်ကြည့်နေသည်အောက်တန့်အမှုဒီလောက်မှထန်နေတာထက်တန့်ဆိုရင်ဘလို့များနေမလဲမသိဘူးဟုဆက်ပြောလိုက်သည်မျက်ခင်းလွင်မြင်လှပါတော့အစိမ်းကိုသူမမြင်သူစိတ်ထဲမျက်ခင်းမြင်ကိုချစ်တင်နေလျက်ရှိလေသည်ကြော်ကြော်သည်စိတ်ကူးရဲ၌မျက်ခင်းပေါ်ပါလွားစွာရှောင်ရင်းမျက်ပင်တွင်သည်ဝေခင်းဖြစ်လာသည်ဝေခင်းကိုနင်းချပြခြင်းသည် ဆင်စေကြကြောသည်ရုပ်ရည်လေးချောမော့တမ်းမြန်လျက်ပေါင်းတင်လဲဆန်ကစိတ်ထားရိုင်းမြရုပ်ရည်မျိုးမဟုတ်ထို့အပြင်ကြကြောသည်ခေပညာတဲ့သူငယ်လေးတယောက်မဟုတ်ပါလားခုံနှုတ်တော်မှုကိုဘယ်နည်းနဲ့ပဲရရရနိုင်စွမ်းသောလူတော်ကလေးတယောက်မဟုတ်ပါလားအဘယ်ကြောင့်ကြကြောရိုင်းနေရပါသနည်း င်းကျင်တစ်ခု၌ရှူလိုက်တိုင်းဇင်းလန်းဆိုပြနေစီသားဖြစ်ပါသည်စိမ့်မွေမမတောက်ပါသောမိုးရေဇက်ကိုတွဲရဲခုသောတစ်ပင်အကိုင်းခက်တို့သည်လည်းကြာကလေးညအစိမ့်ပြပြီးလင်းလျက်ရှိသည် မုတ်တုံလေးသည်မြေသိန်းရနံကိုတဲဆောင်လာခဲ့သည်ခရပန်းတို့သည်မိုးပလဲဝင်များအကြားဝင်ဝါပြုတ်ပြက်ဆဲဖြစ်သည်ရှစ်ရက်နယ်ခွန်တွင်မှုံးကြီးမိုင်းကအုံအုံပြနေသည်ရံကုန်မိုးကအစမပြတ်ဆွေးစွာထန်နေသည်ဝိခင်ကမိုးကောင်းငင်ကိုမျက်နှာမွေးကြီးနဲ့တွေ့လိုက်တာဟုစိတ်ပြက်လက်ပြက်ထင်ရှားလေသည် လုံကြီးတွေကပါရှာသည်တဲ့အကုန်ဆူးနေသည်ဆိုသောလုံကြီးကိုပင်ထောက်ဝက်ဝင်းရင်ကပင်ကိုငွေးနဲ့တွေ့ချောက်လျက်မိုးရတော့ပြန်ဆိုပြန်သည်ဒီကြတဲ့အတန်းတစ်ခုနဲ့တစ်ခုအပြေးဘေးမှာမိုးပတ်သဖြင့်ဆူနေသောဇင်းညံကော်ရက်တာတို့သည်ချောနေကကျောင်းသားကျောင်းသူတွေတပိုင်းပိုင်းလဲကြသည်လူပင်ထိမ့်သွားလည်းမရအချက်ကွဲခြင်းလျင်တစ်ချက်ထဲလဲရလေသည်အကြောင်းမသိခင်တော့တယောက်လဲထင်တယောက်ရဲမိကြသည် နောက်တော့မရဲဝင်မရဲရဲရဲလဲမရဲရဲ့ ိုကိုယ်တိုင်ကလဲတော့ကြောင့်ဖြစ်သည်မရေကြပင်မဲ့လဲလဲတော့နည်းနည်းတော့ရှက်မိသည်တနေ့တနေ့ဝေခင်းကချမ်းချမ်းကြီးလဲမယ်နော်တတိပင်းရင်အချိန်နှင်းခိုင်းခိုင်းလိုက်တယ်လို့လဲလေတော့သည်စာအုပ်တွေရောခမဘူးတွေရော အကုန်ကစင်ကလျာလွင့်စင်ကုန်ကလက်ထောက်လျက်လဲကြနေရတတော်နဲ့မထနိုင်တင်မယိုးနာပြီးမျက်ရည်များပင်လဲလာလေသည် အတန်းတွေဆင်းလာသည်မို့လူကလဲစီသည်ကော်ရီတာတွင်လူစုံသူစုံ ချင်းမတ်တို့ရောဂျူရိုတို့ရောရှိကြသည် ချင်းမတ်တို့စီမထင်း good very good ဟုအညိုနဲ့မညာမတာမှတ်ချက်ချတဲ့ကိုအတိုင်းသားကြလေသည်ဝေခင်မှာရှက်ရသည်ထဲဒေါသကလည်းထွက်မိလေသည်ကြံရရကမန်းကရန်ထူ၍ထရင်ဒေါသကိုချုပ်လိုက်လေသည်ဂျူရောကတော့မျက်နှာလိုအာရဆအောင်များကြ갸ကြ갸ကတော့ပေးပါသည်ဆောင်းများကိုစီထက်ခါဝေခင်နဲ့အနီးကပ်ရက်ပြီးဆောင်းများကိုပေးရင်ဝေခင်မျက်နှာကိုပြုံးတုံးတုံးနဲ့ကြည့်လျက်တီးတူးလေတဲ့နဲ့အကသိကောင်းတာပဲနောက်တစ်ခါကပြပါဦးတော်တယ် ဝေခင်ကအော်လိုက်သည်ယူတို့ကဟန်မပြတ်ဆက်၍တကယ်ပြောတာဒီလိုယူရရခြေထိုးမျိုးတစ်ခါမှမမြင်ဘူးတိတ်ကြည့်ကောင်းတာပဲသွားဆိုရင်သွားတော့အမောင်းခြေထိုးဆိုတာလူကြီးတွေပြောတာကြားယုံတာကြားဘူးတာကွာခုမှဝေခင်ကစာအုပ်များအထက်လိုက်မှကစိတ်ဆိုးမှန်ဆိုနေယူတို့ပခုံးကိုလွှဲရိုက်ပစ်ခဲ့ပြီးကြပြားကြရထွက်လာခဲ့သည်ချိုင်ချိုင်ကတော်တော်ရင်မောနေရင်ဝေခင်ကရှက်လဲရှက်စိတ်လဲဆိုးကမျက်ရည်များလဲနေလေသည်ထိုနေ့ဖို့ဝေခင်နေစဉ်မတန်းတန်ရရိနိုင် ထိုကံဆိုတဲ့နေ့ဒီနေ့တော့စိတ်ရှိညင်နေရတယ်ဟုရေးမှတ်မိသေးသည်နနဲ့ကြောင်းမတက်မရပင်အမေဆင်မေးလိုက်တော့တန်ညိုးတဲ့နံနှစ်ပေနီးပါးကန်ရှိသည်ရွှေဆွဲကျိုးကိုအမေအလိုကြဆွဲရတော့လဲနှစ်လိုမှန်မောခြင်းမရှိသေးရတဲ့ကြောင့်ရိုင်းနေထင်နေရတဲ့ကြောင့်အင်းကြီးတဲ့ထဲဆွဲသားမိကြီးကိုဆမ်းမိရင်စိတ်မကောင်းဖြစ်ရသေးတယ်ကြားဘူးကြရဲ့လားဘယ်သူကြားဘူးတလဲကွယ်တကယ်တော့ကြောင်းတို့ဟာဆင်းရဲတော်မူရလို့ သူ့မိစီလည်းအပူမကက်ချင်တော့ဆွဲကျိုးကိုတလက်မချင်းဖျက်အောင်လို့ဆွဲကျိုးလေးဟာတူတူသွားရတဲ့အကြောင်းလေးစိတ်ထဲတွေ့ရင်စိတ်မကောင်းစရာဖြစ်ရသေးတယ်တကယ်တော့လေရွှေဆိုလို့မူလို့ရွှေစရာဒါပဲရှိသေးတယ်နားရင်ဥဒဖျားနှက်ခက်တေးတေးလေးတရံတော့ရှိလျက်ဆွဲကျိုးကလည်းအကူအစစ်တက်တဲ့ဝင်ပြီးတက်သားလေးဖြည့်ဆူဆောင်းထားသောငွေကို အမိပူရင်အမေရမတုံးဆွဲရက်ကျောင်းပည့်ရတဲ့ဝေခင်ရကန်းရက်လို့အထယ်ရောက်ရငွေလည်းအမေရမတုံးရက်ဝေခင်တက်ဒီဆွဲကျိုးဝယ်ဆင်ခြင်းဖြစ်သည် ငွေလူတိုင်းဆွဲချိုးဖြည့်ရောင်းရသောတက်ပညာကိုဈေးထဲမှဝေခင်းအသည့်ကုန်သင်းတယ်မှကလေးမလှငွေထံမှတက်မြောက်ခဲ့လေသည်မလှငွေဆိုတာကလည်းခြားသူမဟုတ်ဝေခင်းအဝေဟောင်းများရောင်းချရင်သိရသောမတင်ရွှေဤမြမဖြစ်သည်မလှငွေဤယောက်ျားက82ကျပ်စားဖြစ်သည်ကလေး9ယောက်ရှိသည့်အနက်3ယောက်ကကြောင်းထားသည့်အရွယ်ဆိုတော့82ကျပ်နှင့်ဘာသာဆရာမြင်နေရှိစုမဲစုအရင်ဤလေးနှင့်ကုန်သင်းဆိုင်ငယ်လေးဖွင့်ထားသည်စားလောက်တောက်လောက်ရုံပဲ တခါတရံကလေးတွေနေမကောင်းလျင်ဖြစ်စေလူကြီးတွေနေမကောင်းလျင်ဖြစ်စေငွေကိုပတ်ချလဲရှာနေလေသည်ဒီခါမျိုးနိုင်မလှငွေကအမေကြီးသလိုပဲညည်းတယ်လေသည်အင်းပိုက်ဆံပိုက်ဆံအရှာခက်အတုံးခက်ဝင်လိုက်ထွက်လိုက်နဲ့ဒါပေမဲ့ဝင်တာနဲထွက်လာတာကများပိုက်ဆံဆိုတာလက်ထဲကြာကြာကင်လိုက်ရတယ်ကိုမရှိဘူးကြတာကိုင်းမှုမလိုပါဘူးလေလိုချင်တဲ့ပစ္စည်းလေးဝယ်ဖို့လက်ထက်ရှိနေရင်ပြီးတာပဲကျွန်တော်လည်းပိုက်ဆံကိုပိုက်ဆံအနေနဲ့မမှတ်ပါဘူး သုံးဖို့ဆွဲဖို့လိုချင်နေတာတခုပဲစာအုပ်ဝယ်ဖို့ငွေ30လို့ရင်30ရှိရင်တော်ပြီမွေးငါစားခြင်းတဲ့ခါပြားလေး30ရှိရင်တော်ပြီပေါ့ဝေခင်ရပင်ပြောရင်ရမိသေးသည်ဒီလိုမလငွေရမြမရဲ့ညို့လိုကောလိပ်ကျောင်းသူတော်ဒီလောက်ငွေလိုနေတယ်ဆိုရင်အမတို့ဘာသွားလို့ရမလဲလိုရပေါ့အမရဲ့လူတိုင်းလူတိုင်းကတထေးသားသမီးမဟုတ်ဘူးလာခတထောင်ကျော်စားသားသမီးမဟုတ်ဘူးပိုက်ဆံကိုဘေးပန်းရကြတာမှမဟုတ်တာလာခတထောင်ကျော်ရတဲ့အရာရှိတာ အပူဝင်တာနဲ့မဝင်တာကွာသေးတာကျွန်တော်တကယ်ချင်းကြိုင်ကြိုင်လေးသိတယ်မလားဒီကိုလက်လိုက်လာတာလေသူတို့ကမောင်နှမများတော့ပိုက်ဆံပိုးတယ်ကိုမရှိဘူးသူတော်ပိုင်ကြတဲ့ခါကြတာပဲဒီတော့ကျွန်တော်တို့ဆိုပိုးဆိုးတာပေါ့ကျွန်တော်ကလေသမားသားသမီးကျွန်တော်တို့တယောက်ထဲသမားမဟုတ်ဝမ်းဝမ်းအားခဲထောက်ပံ့ကြလို့သာကောလိပ်ရောက်လာတာကျွန်တော်ရဲ့အတူအောင်နဲ့ကျွန်တော်တို့ရွာဆေးရည်ဥခရဲ့သမီးဆိုကောလိပ်မတက်နိုင်ဘူးငိုယိုးပြီးအလုပ်ဝင်လုပ်နေရရှာတယ်ကျွန်တော်တကယ်ချင်းပဲ ဝေခင်ရရှင်းပြရင်တကယ်ချင်းအေးခင်ကိုတတိယမိသေးသည်တက္ကသိုလ်ဒီဂရီရပြီးမှအလုပ်ရတာမရတာပါတာလူတိုင်းလူတိုင်းတက္ကသိုလ်သို့တက်ချင်ကြသေးတာအေးခင်ကစာမွေးအောင်ရနေတက်ခွင့်မရတော့တပတ်လုံးလုံးငိုနေခဲ့သည်ဝေခင်ကတွားရောက်နှစ်သိရင်ဘလို့ချုံမော်စကားဆိုရမည်မသိဖြစ်ခဲ့ရသေးသည်ရန်ကုန်ကိုလာဘူးတာယုံဆင်းပို့ကြတော့အမေငိုလို့စိတ်မကောင်းရသည့်အထက်အေးခင်ကိုရာကိုပါကြည့်ပြီးရင်ထဲပို့၍ထိခိုက်မိသေးသည်ပို့ဆိုတာဝေခင်နဲ့တခုံနဲ့တွဲထိုင်လျက်စာလဲတော်လျက်နဲ့ ခါဆင်အောင်ကကြံရစ်တော့အုံမြပင်ဖြစ်သည် အုံမြရတော့မငိုတွေ့တွေ့ကြီးငိုင်းနေတာစကားလည်းမပြောလှုပ်လည်းမလှုပ်တနေရာတိုင်းညီသက်နေသဖြင့်အိမ်သားတွေကသူ့ကိုစိတ်ပူပင်စွာစောင့်ကြည့်နေရသေးသည်ညကြတော့သူထိုင်နေရမှကျေလောင်သော တောက်တစ်ချက်ခောက်ပြီးကြတာနဲ့ဘာထူးသည်လဲဟုအော်ဟစ်လျက်ထခုံတော့တောင်းအုံမြအမိက ချော့မော်စကားပြောရင်းမျက်ရည်ကျခဲ့ရလေသည်ဝေခင်ကဆံမွှဲကြရတဲ့အကြောင်းသားဟာဖြင်းတယ်လို့မြူဆလည်းမအောင်ငငယ်ချင်းရဲ့ နှစ်နာရီသုံးနာရီမျိုးနေရလူတယောက်ရဲ့ရေချင်းကိုဆုံးဖြတ်မပေးနိုင်ပါဘူး။ဆောင်းမွဲအတွက်ဘယ်နည်းနဲ့မှမတူနိုင်ဘူး။မင်းကြိုးစားတာငါတို့လည်းအသိသားပဲ။စိတ်မကောင်းမဖြစ်ပါနဲ့။လူကြီးစကားပြောမိလေသည်။ဒီတော့မှအုံမြကဝေခင်းဤလမအိုးကိုတင်းကျပ်စွာဆုပ်ကိုင်းရင်သဲထန်စွာရှိုက်ကြီးတငယ်နဲ့ငိုပစ်လေသည်ဒီနှစ်ခနဲ့အောင်ရဲ့နောက်နှစ်ကနဲ့အောင်ရမှာပေါ့ကွအချိန်ဆိုတာဆောင်းလိုက်ရင်ခဏလေးပါဆရာတင်းထားလိုက်ရုံပဲအခုညံတော့ဆိုရင်အတန်းနဲ့ပထမရလေးရသားနဲ့၃လလောက်ဖြည့်ပြီးမှအောင်တော့လည်းတူမတူ ထူးထူးချွန်ချွန်အောင်းခဲ့တာပဲမဟုတ်လားဝေခင်ကဖြည့်တဲ့စကားပြောခဲ့ရသေးသည်လူဘွားဆိုတာဒီလိုပဲနှစ်သိမ့်စရာတွေရှိနေသေးတာပဲလာအောင်ပြောလျင်ချက်အောင်ရှိသေးသည်ဝေခင်ကဤသို့ပင်တွေးခဲ့သည်သူတက်ကတူရောက်လာခဲ့ရသောဘွားကသူ့မိတ်ဆွေမကလေးများနဲ့နှိုင်းစာလျင်နည်းနည်းနော်နော်ရလာမဟုတ်အုံးများအောင်းခဲ့လေအုံးများကိုကောလိပ်ပုတ်နိုင်ပွဲမမြင်ဟုအုံးများမိဘများကသူ့ွယ်ရာတွင် ပြောဆိုကြသံကြားရလေသည် အုံးများတို့အိမ်တော်ဆိုရင်မောင်တွေကအလဲသူကအကြီးဆုံး ဖေရလည်းအကိုတို့တက်ကားတက်ချက်ဆိုတော့ရတဲ့လာကမူရင်းလာစာအနေနဲ့55ချက်ရှားပါစီရိတ်ခါအထိုက်လျောက်တော့ရပါသည်သို့သောကောလိတုငွေတရာမျိုး150မျိုး လားစင်မှန်မှန်ပို့နိုင်ပုံမပေါ်ဟု အုံမြအဖေကကွဲရမှညှိချလေသည်သူတို့တွေထဲတွင် ဝေခင်ရကံအကောင်းဆုံးဖြစ်ခဲ့ရသည်နင်ကတော့ကံကောင်းပါတယ်ဟဲ့ဟုအေးခင်နဲ့အုံမြတို့ဟာစားတဲ့ထက်ရေးကြသေးသည်ဝေခင်ဖို့သူ့ဘဝကိုသူကြည်လဲကျေနပ်ခဲ့ရသည် တို့ပြတဲ့အခုဒီမှာတော့ထူကန်ဆိုးဆုံးပြောရလိမ့်မလားမသိဘူး။ငွေရတုံးရင်တုံးရင်ကြက်တီထဲကျက်လာပြန်တော့အသက်ရှူမွန်းလို့ပင်ခံစားမိသည်။ဒါရောကျွန်တော်ကတခြားလူတွေလိုတက်ထရွန်လိုခရစ်တိုတထဲမှမဝယ်ဘူး။မိကန်နှခန်ဆိုးစီဆိုဝေးပေါင်နာတာဝယ်မလို့နိုင်အောင်။နိုင်ငံပြစ်ပေါင်နာဆိုရင်လေမာကိုဈေးနဲ့ချက်60တဲ့။လိမ့်နိုင်မို့လားဝေးညရဲလည်းမထွက်ဘူး။ရုပ်ရှင်လည်းမကြည့်ဘူး။ခုတီတခါမှဆိုင်နေမှာညစာမစားဘူးသေးဘူး။ ျွန်တော်ကုန်တာတွေကအကြောင်းဆုံးပစ္စည်းတွေပါပဲမာယာတို့ဆိုရင်နေမယ်မလှငွေနဲ့ပေါင်းမိပြီးပိုက်ဆံရှာဖွေရန်လမ်းစာပေါ်လာရင်ဝေခင်းဆွေချိုးသည်တလက်မပြီးတလက်မတို့လာရခြင်းပဲဥစ္စာငွေကြေးပြည့်စုံကုန်လုံးသူများဖို့ကတော့ဝေခင်းဆွေဆဲချိုးလေးတလက်မခြင်းဖျားရတော့ဖြစ်ကိုရဲခြင်းရင်မိကြပါလိမ့်မည်ဝေခင်းကတော့စိတ်မကောင်းနင်းနေမှမကောင်းစစ်စစ်မလိုတော့မဟုတ်အမေမြတ်တနိုးစင်သာသောကြိုးလေးမှနှမျောရလေသည်အမေတိတိရင်တော့စိတ်မကောင်းဖြစ်မှာပဲဟုတွေ့ပြီးတော့ရှင်내ကိုအတိနှင့် လေးလံသွားလေတော့တယ်ထိုနေ့ရပင်ကမာရွေစည်းတဲ့ခိုင်ကီတီမော်ရုံးနဲ့စုံစည်းမိကြသေးသည်မလငွေဟင်းဒီဟင်းရွယ်ဆိုင်နဲ့ကလည်းအဝိအဟောင်းများကိုဝယ်သောမတ်တင်ရွှေဆိုင်ရှိသူခိုင်ကီတီမော်ရောက်လာခဲ့လေသည်မတ်တင်ရွှေရောမလငွေညီမနှစ်ယောက်စလုံးအသာမဲမဲ ဝဝပပုလေးပြီးပြီမဲ့ချစ်စဖွဲမျက်နှာပေါင်းနဲ့ခြုံသောမျက်နှာသားများရှိလေသည်သဘောတကားရလည်းကောင်းမွန်လေသည်ចောင်းသူများသည်ခင်မဆန်သောအဝတ်များမဝတ်ချင်တော့အဝတ်များကိုပြန်ရောင်းရင်းမတင်ရွှေနှင်းဖောက်တယ်များဖြစ်နေကြသည်မလန်ငွေဟင်းဟင်းဟင်းရဆန်ကတော့ဝေခင်တို့လိုအင်္ဂါနေထိုင်ကြသောចောင်းသူများနှင့်အဆက်အသွယ်ဖြစ်လေသည်ခိုင်ကီတီမော်ကចောင်းသားတို့ဘဲအဲတို့မဟုတ်မာစီဒီအမည်မှဲ့ခေါ်ခံရသူဖြစ်သည်အသားဝဝင်းကအယံမြင်သလားခုလုံးကလည်းတောင်တင်းဖွံ့ဖြိုးလာလေသည် ဝေစားဝိပုံအလွန်ခက်ဆန်လျက်လှသမျှဆန်းဆန်းသမျှလှနေသူဖြစ်သည်သူတို့အိမ်မှာတားနာတောက်ပါသောခစ်ပေါ် Opel Red ကားအနက်ကြီးကိုတတိဆိုင်များတွင်ရှော့ကနေထိုးဆိုင်လိုက်ခရေကခိုင်ခေတိမော်လာပြီဆိုတာကိုသိလိုက်ရသည်။ဝေခင်ကမလငွေကိုဆောင်ရင် မပြေးတာမချောင်တာနဲ့ရှိလေသည်။တကယ်တော့လဲဝေခင်ကသူဆွဲကြိုးလေးဖြတ်ဖြတ်ရောင်းလာသောကိစ္စကိုဘယ်သူမှအသိမပေးခြင်းသဖြင့်ကြိုင်ကြိုင်ကိုပင်ခေါ်မလာခဲ့။ညနေအကြောင်းအစင်းသည်ဈေးသို့သာပြေးလာခဲ့ရလေသည်။ဟော ဝိခင်မလားခိုင်ကြီးဒီမော်ကသူ့အံကလေးတစား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 နဲ့ဥရဖားရဟန်ပန်းနဲ့မနှုတ်ဆက်သည်ဒီစည်းကိုလာရလားဝိခင်ကမေးလိုက်လေသည်ကိုဒီစည်းပဲလာတာကိုရအင်ရလမ်းမှာနေရလေဒီစည်းနဲ့နေရပေါ့ဇွေးဝယ်လာတော့မမေးပါကိုမဟုတ်ပါဘူးကိုကအင်ကြီးရောင်နေတော့မတင်ရွှေစီလာတာအင်ကြီးရောင်မလို့ဝိခင်အာဩနေသည်ထိုနောက်ခိုင်ကီတီမော့လက်ထဲမှာတက်ထရွန်နဲ့ခရစ်အပြော့စားအင်ကြီးတွေရောင်စုံအထက်လိုက်တွေ့ရသည်အင်ကြီးအဟောင်းသာဆိုသည် ဝေခင်တို့အင်ကြီးတွေထပ်ပင်တစ်နေသေးတယ်။အင်းမဝေ့ချင်တော့လို့လေ။ပုံနေရာလည်းမကြိုက်တော့ဘူး။အိုးမော်ဒယ်တွေဖြစ်ကုန်ပြီ။အဲ့ဒါကြောင့်ရောင်းတာ။ကဲမတင်ရွှေကြီးတထဲလေးချက်တော့ပေးနော်။ဒါတွေအင်ကြီးကြရောချုပ်ခါရောတထဲ20အစိတ်ကြတာ။ခိုင်ကင်မဝေ့ချင်တော့လို့တတ်တအနာခံပြီးပြန်ရောင်းတာ။မတင်ရွှေရပင်နှမျောတတစွာအင်ကြီးများကိုဖြန့်ချင်။အေးကွယ်နှမျောစရာကြီး။သူ့လမ်းနဲ့သူဝေ့ရတာပေါ့။ပြန်ရောင်းမနေပါနဲ့။ဒီကလေးမလေးဟာလေးသိပ်ဖြုံးတာပဲ။အပြစ်တင်နေသေးသေး။ อืมงูฉิมมาอูเอี้ยมาช้อเล่เดียละโลจินลงละญัสิจาเนี่ยเอี้ยซาแฟนเนี่ยลิตรุโลละละกะไม่ปิ้นไห่มาอูเดียวก็รอ6แจ่เนี่ยคล้ายดิอป่วยใหญ่ละตุลิเฉยไปเวไลเตจี้บองกวยเน้อห่าหมอบูฉุบทาบีมะวิฉินโลเปลี่ยนยองตะเรวิฉินไปสันป้อเดลุญารอป้อไลตาเนาะดาหม่องคูรีจี้เบ้หม่องคูอ้าเป้มาลิชวยตะเมเบยอาถั่วมินีตาถั่วซะบะตะเน้อซาอะฮ้องเนี่ยผัดละยาบะเดดาမျိုးลีดิป้อจี้ซา ိတ်ဆိုးတဲ့ကလေးမလေးမတင်ရွှေကရေမောပြောနေသေးသည်ခိုင်ကီတီမော်ကမျက်နှာကလေးရှုံကသူ့ခေါင်းကိုကုတ်လျက်အမလေးအရေးတဲ့သူကတရားဟောနေသေးတယ်လှုပ်ဆန်းပါမြမြတော်နေကြမမီးဈေးဝယ်ပြန်သွားမှာမတင်ရွှေကအဲ့ညီများကိုတရုတ်တရားခိုင်းကြည့်ရင်ဒီစမ်းပါအောင်ဝေခင်ရဲ့အခြေကောင်းနေဝေခင်မလေးဒါရေပြလို့လဲအားကြမှာဟုတ်ပါဦးလေဝင်ခင်ကြတော့လဲတိတ်ယူတာပဲဗမာဖြစ်ပဲသူပြနေတာဖះဆူပါစေကောလိကျောင်းသူပဲ ကျွန်တော်မှဒါတွေမွေးနိုင်မယ်အမရဲ့ဝေခင်ကရိုသားစွာဖွင့်ပြောရင်ရင်မောနေသည်ခိုင်ကီတီမောကဝေခင်အားစူးစူးဆိုက်ဆိုက်ကြည့်လိုက်လေသည်စံကြီးတစ်ချောင်းနဲ့ကြည့်လျက်ခင်းရောင်ချီကွက်စိအင်ကြီးလက်တို့ကိုမယမ်းစီအောင်ချီပြောင်လုံးကြီးလေးနဲ့ဝတ်ထားသောဝေခင်အားဝေခင်လားသူသာခိုင်ကီညီမဆိုရင်တော့လေသူ့အင်ကြီးလေးလုံးကြီးလေးချွတ်ပစ်အကုန်ချွတ်ပစ်အမလီဟဲကြောက်စရာကြီးပါလားဟန်နီဘန်နေပြောနေသောခိုင်ကီတီမောကလှမ်းကြည့်ရင်မတင်ရွှေကရင်မောနေသည်ဝေခင်ကပါလိုက်ရဲမိလေသည် တကယ်ပြောတာခံရတဲ့သူ့ကိုလေလှလားလေးဝစ်စားပြင်းပေးနေတာအဲ့လိုပြောစမ်းပါကွယ်ဝီခင်ချစ်စမ်းဘယ်လောက်ချစ်စရာကောင်းလဲညနာလေးလာတာစစ်စစ်ကြည့်ခံနေ clear cut features ပြတ်သားတဲ့မျက်ခုပ်မျက်လုံးနဲ့နှာရည်ရှိတယ်ပြီးတော့ကိုလုံးကလည်းရင်းနေရရင်ခါနေရခါတင်းနေရတဲ့ခေတာရှိပ်ပဲဘယ်လောက်ကြည့်ကောင်းလဲအမလီခိုင်ကရဲ့ညီရဲ့ရွှေရွှက်တွေကိုလည်းတို့နားမလဲပါဘူး လက်ရချီရန်နဲ့ပုံစံလုပ်ပြနေသောခိုင်ကီတီမော်ဟာမက်တင်ရွှေကအကြည့်ကပြောရင်ရင်မောနေလေသည်အေးနေစမှာခိုင်ကီရဲ့ဖွေခင်ကခန်းကိုခါရန်ကပြောမိသေးသည်ခိုင်ကီတီမော်ကအမေအေးနေလို့မရအောင်ဆရာကညာများတာကချီမြင်းဆိုတဲ့အတိုင်းကိုရုချီမြင်းကမင်းကလေးတွေဘုံကြီးပဲအလားလေးတွေလည်းထွက်တာပဲဒါပေမဲ့ဒီလားလေးတွေထဲမှာခိုင်ကီကအလားပေးဆိုမဟုတ်လားဝေခင်ကပြောတော့ခိုင်ကီတီမော်ကရေလျက်အမေဝေခင်ကအလားကြီးပဲဘယ်ဆိုလို့တော့ ါပေမဲ့ယူရိုမိန်ကလေးတွေနဲ့မျိုးပြမှာတော့ယူလက်နာမည်ထွက်တာပဲ popular တော့တော်တော်ဖြစ်တာယူဟာစိတ်စိတ်အခြေခံနေကြည့်ပြောတယ်ကြည့်ရင်လှရဲဆိုပြီးတော့ကလားစကားနဲ့ယူကိုဒေခိုလို့ခေါ်တယ်တဲ့ဒေခိုဒေခိုဆိုတာကွာကြည်ပါကြည်ပေါ်ကွယ်ကလားချင်းတွေမှာခဏခဏဒီစကားပါတယ်ယူမသိဘူးလားဟွန်းဟွန်းကလားချင်းမှမသိပဲနောက်ပြီးကိုဝေဝေခင်ကိုတိချကြည့်နေတာဘယ်သူနဲ့တူပါလဲလို့မျက်လုံးလန်ကြည့်တာရော ်ဦးလိုက်သေးလိုက်ရေပုံရော Audrey Hepburn နဲ့တိတ်တူတာပဲဟင်ဘသူ Audrey Hepburn လေသူ့မသိဘူးလား Hollywood ကမင်းသမီးလေ Roman Holiday ကတကားတဲ့နဲ့ Oscar ဆုရသွားလေဟင်းမသိဘူးအတော်မသိဘူးကျွန်တော်မရုပ်ရှင်မကြည့်ရပဲဒီတခါဝေခင်ကပြောရင်အနှဲငယ်ဝမ်းနဲ့မိသည်အတိအမြင်အကြဘဟုတုတ္တပွားစီယာမျက်စိကြီးနာကြီးလောကတွင်လူချင်းမတူလူချင်းမမျှသောအခွင့်အရေးအတိခင်းမဲ့သောဘဝနှင့် ဘဝစုပ်ဘဝပဲ့ဘဝအညာတရပဲတကားဒီတော့ဝေခင်ကအတွင်းနဲ့နှုတ်ဆက်နေမိသည်ခိုင်ကီတီမောကတော့လွတ်လပ်ပြပါတော့ကလေးငယ်တယောက်လိုပဲမြူးထူးရွှင်လန်းလျက်ပြောချင်အများကိုပြောနေသည်မတင်ရွှင်တဲ့စကားအခြေချပြောကြစေပဲခိုင်ကီလက်ဆွတ်လျာတဲလာပါလားမမီနီလာလက်ဆွတ်ကြီးပါပုံရိုးကြီးလက်ကရှင်းနေရတယ်မနေတယ်လို့မမီဆီယာယူဝတ်ထားလဝက်လက်စားထဲမှာလက်ဆုပ်ကိုတော့ကြိုက်ဆုံးပဲအဲလက်ဆုပ်ဆိုလို့ပြောရအောင်မယ်မနေ့ကျွေးလှရဆိုရင်ခိုင်းကိလက်ဆုပ်လေးရှင်နှလုံးပြုတ်ထွက်ကြပါလို့ ဟုတ်တော့ဘာမှကြရလဲ။အေးကြောင်းမလားရုပ်ရှင်မလားမသိပါဘူး။မင်းကတမရရောင်လဲတွားတယ်။အဲ့ဒီကပြုတ်ထွက်တဲ့ဆိုင်ကလေ။ဖနရရီဘွားဆိုလားမသိဘူး။မူတထောင်နီးပါးတန်လာတဲ့မမီးကစူလိုက်တာဆိုတာနေကြတာမရှိဘူး။စူမှာပေါ့ဒလောက်တန်မှုကြီးရည်ကို။အလကားကက်စီနေပြီဆိုတာမမီးမှာပေါ့တယ်။စိန်ငက်တွေအပါဝါရောခဲတာရောနှစ်ရံသုံးရံတရံ၄၅တောင်းတန်တာပဲဟာ။လက်ကောက်တောင်တလောက်အဝယ်ဟာ6တောင်းနဲ့ဗရမရီရောနီလာရောအများကြီးပဲ။ ကမထမ်းကြောင်သွားရင်သူ့မှာဖြင့်တော့ပဲအဲ့အမလည်းမသိဘူးလေအမြင်ကတ်ဆရာကြီးဟဲ့ဟဲ့အမလီကို့အမေကိုအမြင်ကတ်တယ်ပြောရဘူးကလေးမရဲ့ဟုတ်တယ်မတင်ရွေးမမကြီးကတိတ်ဆိုတာဒယ်ရီကိုလည်းတိတ်နိုင်တာပဲဒယ်ရီမြားသူ့ရုံမှာအကြီးဆုံးရုံးတွေလေဟင်းလိုက်ဟောက်လိုက်နဲ့ရုံသားတွေအပြင်လေဒယ်ရီကိုအမြင်ဘာလို့ရမယ်မသိဘူးအိမ်လဲရောက်ရောပြားနေရပဲမမီဘာလို့လို့တခေါ်မှအောင်မပြောမမီကလည်းစကားများလိုက်တာပလစ်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 နဲ့ဒယ်ရီမို့လို့မမီယူတာ ထိုင်ကြတာယောက်ျားဖြစ်မမီလိုဟာမျိုးမယူဒီတော့မတင်ရွှေနဲ့မလငွေတို့ကဟဟပပရင်မောမိလေသည်ဝေခင်ကပါခိုင်ကီးလှပါသောမျက်နှာလေးကိုငေးမောကြည့်ရင်ရင်မောမိလေသည်ဝေခင်သည်ရရင်လန်းခုလက်တင်တဝက်ပြတ်သွားသလိုရုပ်ချီအရေရက်ပြီးခိုင်ကီးမျက်နှာလေးကိုငေးပြင်းငင်းနေမိသည်တိတ်ကံကောင်းတဲ့မိန်းကလေးချီစမ်းသူ့ဘဝလိုတာရနေရပဲရွှေပုံပေါ်မှာဆန်စားတယ်ဆိုတာစာရွေထဲမှာသာဖတ်ဖို့ရတယ်လားခုရလက်တွေပဲသူမအင်းနဲ့ကားနဲ့ အင်ကလည်းကြီးကြီးပဲတိတ်နေချီတန်းနေဆိုပဲပြီးတော့သူပါလိုချင်တယ်လေသူလိုချင်တာချက်ချင်းပဲရမှာပေါ့လေသူကခုံရှိရပဲငါမေရလို့လုံးမပိုက်ဆန်းဆိုတာမြင်ုံမြင်ရတာလေက30ကိုဘာကြီးနဲ့အမေနဲ့လဲလဲဆင်းလို့ရတယ်လူသမားတွေရှိပေမဲ့အမေတို့ကိုယ်တိုင်လည်းဆင်းလို့လို့ရတာပဲဒါပေမဲ့အမေအများဆုံးခံမှုတဲ့ပိုက်ဆံဟာအစိုးရစိုက်ပျိုးရေးဘဏ်ချေတယ်ငွေ900ဆိုတဲ့ပိုက်ဆံပဲဒါအများဆုံးပဲ တွက်ကြည့်လိုက်တော့ခိုင်ခေကြပြောက်တဲ့စိတ်ဝင်ကလေးတစ်ဖွင့်တံမူတာမရှိပါဘူးအမေအမေအမေတို့များကန်ဆိုးလိုက်တာဒီတော့အမေကိုတနာစိမ့်နဲ့ရင်းနဲ့လှိုင်းတစ်ခုများထနေသည်ဒီလိုင်းလုံးသည်ရင်မသည်လေချောင်းဝါသို့တိုင်အောင်ပုတ်ခတ်လိုက်သည်ခိုင်ခေရဲ့မမကြီးကတိတ်ကံကောင်းတာပေါ့အလိုမလိုရပါသေးလေစိတ်စိတ်နဲ့နေထိုင်နေနော်မိမတယောက်ဟာယောက်ျားလိုစီးပွားလည်းမရှာရအောင်အိမ်လုံးလည်းမလို့ရအောင်ဆိုရင် သူ့လောက်ကံကောင်းတာဘယ်သူရှိအောင်မှာလဲ ျွန်တော်အမေကြတော့လဲယောက်ျားလိုလဲလွတ်လို့ရတယ်။မိမလိုလဲအင်းနှင်းမှုလို့ရတယ်။တစ်ချက်မှမနိုင်ရအောင်အမေကိုကျွန်တော်တနာလိုက်တာ။ပို့တနာတယ်။ပြောရင်ရင်မိသေးသည်။ရင်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 မျက်ရည်တွေလည်လာသေးကိုတော့ဖုံးခွေနိုင်ခြင်းကမတတ်နိုင်မီ။မျက်ရည်ဥတို့သည်ညခန်းထောင်ဆောင်နဲ့ဥလာသေးကိုခိုင်ကြီးကတန်းတောငေးမောနေသည်။ဘလိုမင်းကလေးပါလဲ။ရဲစရာမဟုတ်သေးကိုရဲလျက်ရင်လည်းငိုးနေဟန်ပါလားလို့ခိုင်ကြီးကတိတ်တိတ်တွေးနေသည်။ ဝေခရတော်စီမကောင်းခြင်းကြီးစွာဖြစ်လျက်မျက်ရည်လေသည်ကိုလူသိမြင်ဆိုသောကြောင့်အာယူရေမောကျန်တာဖြစ်သည်။ဒါရီကိုဘာဘာညာညာမရိစားမိသောမတင်ရွှေဟာ"အိုးပြောမှပြောတတ်ပလေတဲ့ဝေခင်ရဲ့။ဝေခင်အမေကလည်းစိတ်စိတ်နဲ့နေနေတာ။ဝေခင်ဖေကိုအရာရှိကြီးကြီးဖြစ်အောင်လှောက်ခိုင်းပေါ့။ခိုင်ကိမေကအရာရှိအကြီးစားရဲ့ကတော်ပဲဟာ။ဝေခင်နဲ့ပညာရေးတတ်ရင်အရာရှိအကြီးစားလှုပ်ရင်လှုပ်မလှုပ်ရင်လည်းအကြီးစားကိုယူ။အသေးစားကိုတော့မမှန်နဲ့ဟိ။အသေးစားမှန်လို့တော့လကားပဲ။ ို့တော်အကြီးစားနားလိုက်တာကန်ချော်လို့နို့စီခွဲတောက်တယ်လို့ ਨੇ လာညာတာတော့မတက်နိုင်သူဟာသူဟာတညာထုတ်ရင်တတော်တော်ရေပြန်လေသည်အပြင်နဲ့ဆင်နေကြတဲ့အတွက်ကျေးဇူးထူးပဲတင်ရှိပါရရှင်။အပိုင်း၅ကိုလည်းဆက်လက်ဆောင်မြောင်းနိုင်လေးပါအောင်နော်။